ားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်မိမိရဲ့တခင်မတောင်မှာအပြင်လဲညနေပိုင်းခရီးနဲ့ဟိုတယ်နားရဲ့ရှုခင်းတွေကိုဒီဘူရိုထဲမှာရိုက်ပြပေးတော့မှာဖြစ်ပါရဲ့ခင်ဗျာ နေ့နေ့ပိုင်းမြင်ရတဲ့ကောင်းကင်နဲ့တိမ်တိုက်တွေရဲ့အလှအလေတော်တော်လေးကိုကြည့်မှာပါဦးခင်ဗျာ ကောင်းကင်မျက်နှာပြင်ဒီလိုချေချေပြင်းပြင်းကြီးကိုကျွန်တော်တို့မြင်ဖြင့်သားတွေအတွင်းနဲ့တွေ့မြင်ရဖို့ဆိုတာဘယ်လိုမှမလွယ်ကူပါဘူးခင်ဗျာ ကောင်းငင်ကြဲကြီးတစ်ခုနဲ့တပင်ကြီးတစ်ပင်တကယ်ကိုပကြီကားတစ်ချက်လိုပါပဲ။ ြားတော့ကျွန်တော်တို့တဲတဲ့ဟိုတယ်ကိုသွားနေရဲ့တောင်ပေါ်တက်လင်းဖြစ်ပါရဲ့ခင်ဗျမိန်းလေးနေရနေတောင်ပေါ်တက်လင်းအတိုင်းတက်သွားရတာဖြစ်ပါရဲ့ခင်ဗျတောင်ပေါ်မှာဆောက်ထားတဲ့ဘင်္ဂလိုဖြစ်တဲ့အတွက်မိန်းလေးမကြီးနေတော့တော်တော်လေးကိုအလင်းဝေးပါရဲ့ခင်ဗျ ဟိုတယ်ကိုရောက်တော့အတော်လေးကိုညနေဆောင်နေပါခင်ဗျာမိုင်လန်ရက်ဆော့ဟိုတယ်ဆိုပြီးတော့ညဘက်ကိုချိုးဝင်ရပါခင်ဗျာအဲ့ဝင်ကြမှာတော့တခြားဟိုတယ်လေးရှိရခင်ဗျာမိုင်လန်ရက်ဆော့ဟိုတယ်ကတော့ဘင်္ဂလိုလေးတိစောက်ထားတဲ့ဟိုတယ်ဖြစ်ပါတယ်ခင်ဗျာ နှစ်ထပ်ဘင်္ဂလိုလေးဖြစ်ပါတယ်။ညာဘက်မှာပြောင်းရတာဖြစ်တဲ့အတွက်ဘင်္ဂလိုဝင်းချင်းကိုမနက်ပိုင်းအနီထားနဲ့ပြင်ရိုက်ပြပေးပါအောင်မယ်ခင်ဗျာ။ဒါကတော့ဘင်္ဂလိုဝင်းချင်းနာကမနက်ပိုင်းအနီထားဖြစ်ပါတယ်။ကျွန်တော်တဲ့ဘင်္ဂလိုကတောင်ပေါ်မှာဖြစ်တဲ့အတွက်တောင်အောက်ကရှုခင်းတွေကိုလည်းလှမ်းပြီးတော့မြင်နိုင်တယ်ခင်ဗျ။ဘင်္ဂလိုကကျွန်တော်တဲ့နေရာမှာ ၃လုံးရှိရယ်ဒီမြေလဲလေးကတော့ညာကကျွန်တော်တို့ညာဘက်ချုပ်ပြီးဝင်လာတဲ့မြေလဲနဲ့မိုင်လဲဆိုင်ပုတ်ရဲ့ဘီနာရှိရဲ့ဟိုတယ်အနီးဖြစ်ပါတယ်ကားဖြူလေးရထားရဲ့အရှိကဘင်္ဂလိုမှာကျွန်တော်တို့တည်ရဖြစ်ပါတယ်ဘင်္ဂလိုကနှစ်ထပ်အမျိုးအစားဖြစ်ပြီးတော့မြေပေါ်မှာမြင်ရတာကတော့ အပေါ်တတ်ဖြစ်ပါတယ်မြေအောက်ထက်မှာတစ်ထပ်ရှိပါသေးတယ်တောင်အောက်ကိုဆင်းသွားတဲ့လေကတိလေးရှိပါတယ်။ဒီလေကနေဆင်းသွားမယ်ဆိုလို့ရှိရင်အောက်ဖက်မှာဆောက်ထားတဲ့ဘင်္ဂလိုတွေရှိပါသေးတယ်။ ဟေးဘင်္ဂလိုတွေကိုတွားဖို့အတွက်အတက်ဆင်းလုပ်ဖို့အတွက်လေကားလုပ်ထားတာဖြစ်ပါတယ် ဟောက်ဘက်ကဘင်္ဂလိုတွေကတော့တောင်ရဲ့ရှောဆောက်မှာစောက်ထားတဲ့ဘင်္ဂလိုတွေဖြစ်ပါတယ်။ကျွန်တော်တည်တဲ့ဘင်္ဂလိုတုံးလုံးကတော့မြေပြင်ရဲ့အဆုံးမှာစောက်ထားတဲ့ဘင်္ဂလိုတွေဖြစ်ပါတယ်။ဒါကြောင့်ဤပေါ်မှာတစ်ထက်မြေအောက်မှာတစ်ထက်ဖြစ်နေရပါတယ်။ တောင်အောက်ကအိမ်တွေကိုလည်းလှမ်းပြီးတော့မြင်နိုင်ပါတယ်ခင်ဗျာ ဘင်္ဂလိုရဲ့အတွင်ပိုင်းကိုရှင်းပြပေးပါဦးမယ်ခင်ဗျာဘင်္ဂလိုတော့အထင်မှာတည်သားရင်းနဲ့ပဲအသုံးပြုထားပါတယ်မြေပြင်နဲ့တစ်ထက်ထဲမှာတော့နှစ်ယောက်အိတ်ကရင်တစ်လုံးရဲ့တယောက်အိတ်ကရင်တစ်လုံးရဲ့ပါဝင်ပါတယ်တခြားတက်ခုကန်နေနဲ့မတူဘင်္ဂလိုပုံစံလေးစောက်ထားတဲ့အတွက်နေရတဲ့အရာသာတစ်မျိုးလေးပေါ့နော် အပေါ်တက်မှာတော့နှစ်ယောက်ရဲ့ကတင်တလုံးရဲ့တယောက်ရဲ့ကတင်တလုံးရဲ့ပတ်ဝန်းပါတယ်ဒါတော့ကျွန်တော်အိုက်တဲ့တယောက်ရဲ့ကတင်မှန်တင်ကုန်လဲလုတ်ပြထားရခင်ဗျာအဝတ်တွေပါလှမ်းဖို့အဝတ်တန်းစင်လဲထားပြထားတယ် TV လဲကြည့်မယ်ဆိုရင်ကြည့်လို့ရတယ်ရေခဲတက်တာအသေးစားလေးလဲထားပြထားရခင်ဗျာ မင်းတကားရဲ့ဘေးမှာတော့ရေချိုခန်းနဲ့အိမ်သာခန်းရှိပါတယ်။သူ့ဘေးမှာတော့အောက်ထပ်ကိုဆင်းတဲ့ဒီကတိရှိပါရဲ့ခင်ဗျာ။ဟုတ်တယ်မှာတော့နေရောက်အိတ်ကတင်တလုံးရှိရခင်ဗျာရေချိုခန့်အိမ်သားကတော့အောက်ထပ်မှာတည်တံ့မရှိဘူးအပေါ်ထပ်မှာပဲရေချိုခန့်အိမ်သားတစ်ခုတည်းပဲပါရခင်ဗျာ မိသားစုလာတဲမယ်ဆိုရင်တော့အဆင်ပြေပါရဲ့ခင်ဗျာခီးသွားနေတာဖြစ်တဲ့အတွက်ရေချိုးခန့်အိမ်သားကတော့တလုံးနဲ့ဆိုတော့တိတ်တော့အဆင်မပြေခင်ဗျာမနေ့ပိုင်းသွားတော့မယ်ဆိုလို့ရှင်တယောက်ပြီးအောင်တယောက်စောင့်နေရခင်ဗျာတောင်အောင်ရှုခင်းကြည့်လို့ရအောင်ဝရဏနာလေးထုတ်ပြီးထားရခင်ဗျာဒါဘီခင်းကဘင်္ဂလိုဖြစ်ပါတယ် ဘင်္ဂလိုရဲနာနေပြီးတော့လှည့်မြင်ရတဲ့တောင်အောက်ရှုခင်းတွေပဲဖြစ်ပါတယ်။ထင်းယူပြီးနေလဲရှိရခင်ဗျ။ နောက်ရက်မှာတွေ့ရောက်မယ့်ခီးစဉ်များကိုလည်းဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။